Hello ချစ်ရတဲ့ Beef Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကို YouTube ဆောပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာโอเคမိဘအပီသူတွေအားလုံးသိတဲ့အတိုင်းပဲဒီရက်ပိုင်းထဲမှာတော်တော်လေးကိုတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်เนาะနေရာနဲ့မှာတိုက်ပွဲကြီးကြီးမားမားတွေဖြစ်နေတယ်အဲ့တော့အကြမ်းဖက်မင်းအောင်လည်းရွေချက်တွေကိုတော်လိုင်းတစ်ဖက်ကဖျက်ဆီးနေသလိုတော်လိုင်းတစ်ဖက်ရဲ့ရွေချက်တွေပန်းနိုင်နေကိုလည်းမရရအောင်ကောင်တယ်ပုံနေတဲ့ကာလဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့မိဘအပီသူတွေဒီရက်ပိုင်းထဲမှာခီးသွားတာလေးတွေစီစဉ်ကြဖို့တောင်းဆိုလိုပါတယ်အကြံပြုလိုပါတယ်เนาะဒါအပြင်ခီးသွားတဲ့မဖြစ်မနေခီးသွားမယ်ဆို ယ်လဲပေါ့နော်အချမ်းဘတ်စစ်ကောင်စီနဲ့အနီးဆုံးနေရာမှာမနေဘဲနဲ့ဝေးတဲ့နေရာမှာနေကြဖို့ဒီကနေ့တိုက်တွန်းလို့ပါတယ်နော်အဲ့တော့ဘာဖြစ်ဖြစ်တော့တော်လိုင်းကြီးအချိန်ကြီးမြင့်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူ့ဘက်ကလည်းသတိထားဖို့လိုရလာပါတယ်နော်မတ်လ22ရက်နေ့မနက်ပိုင်းသတင်းလေးတွေကျွန်တော်စလိုက်အောင်နော် ပထမဆုံးသတင်းပုတ်ကတော့ကုတ်ခိုင်မြို့နယ်တွေလက်နက်ခဲရလာဝဲသော PDF တပ်သားများကို TLL လေးဖမ်းပြန်ဖမ်းဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မနေ့ကလည်းတင်ထားခဲ့တယ်ပေါ့နော်အဲ့တော့ကုတ်ခိုင်မြို့မှာဒီလက်နက်လာဝဲတဲ့ PDF တွေကို TLL တွေကပြန်နဲ့ဖမ်းဆီးတဲ့ဟာကမနေ့ကကျွန်တော်သတင်းတွေကြားခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ပြန်တော့လိုက်ပြီလို့ကျွန်တော်သတင်းရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့သတင်းနောက်ကြည့်အောင်နော်မြန်မာပိုင်းကုတ်ခိုင်မြို့မှာလက်နက်လာဝဲတဲ့စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုမလ၁၈ရက်နေ့မှာလွှတ်ပေးခဲ့တယ်လို့တိုင်းအမျိုးသားလူမျိုးရေးတပ်မတော် TNL ကတ AOD ကိုအတည်ပြုပါတယ်။ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကစကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF 9ဦးကိုကွတ်ခိုင်မြို့ကပြန်မန်တုံမြို့မှာ TNL ကဖမ်းဆီးခဲ့တာပါ။ဒီဖြစ်စဉ်ဟာ TNL ထိန်းချုပ်ရနေမြေမှာလက်နက်ရောင်းဝယ်ပြုလုပ်ရာကမပြေလည်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး TNL ကကြောင်းဝင်ဖြည့်ရှင်းပေးတာသာဖြစ်တယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်နဲ့အယောင်းဝယ်တွေပြုလုပ်တဲ့အချိန်မှာဒီရောင်းသူနဲ့ဝယ်သူကြားမှာ ဒီမပြေလည်မှုတွေငွေပေးချေမှုပိုင်းမှာတို့ဆိုတော့မပြေလည်မှုတွေရှိလာတော့တေရောက်သူဘက်ကသူကလက်နဲ့တွေရောက်ပြီမဲ့လေသူရဲ့ငွေကပြန်မရသေးတဲ့ကြောင့်ကျမတို့ကိုကိုကြီးဆောင်ရွက်ပေးပါဒီကိစ္စကိုကြောက်ဝင်အဖြေရှင်းပေးပါဆိုပြီးတော့မှအကူအညီတောင်းလာတော့အကျမတို့ဘက်ကတော့အဲ့ဒီလက်နဲ့ကိုဝယ်သွားတဲ့သူကိုအတူတပင့်ဒီလက်နဲ့တည်ဆောင်သွားတဲ့လူကိုမန်တိုမှာကျမတို့သူတို့ကိုခိတာတင်ထားတာဖြစ်ပါတယ် TNL ဘက်ကလက်နက်ရောင်းတဲ့လူနဲ့လက်နက်လာရဝေယူတဲ့စကိုင်းနိုင်ငံက PDF အဖွဲ့ရဲ့နာမည်ကိုထုတ်ဖော်ပြောဆိုဖို့ညှင်းဆုပ်ခဲ့ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ TNL က PDF တွေကိုကိုက်ခိုင်မျိုးအထွက်မှာဖမ်းဆီးခဲ့ပြီးမန်တုံမျိုးမှာနောက်တစ်ကြိမ်ဖမ်းဆီးလာလို့ဖော်ပြပါတယ်။ဒါပြင် PDF တွေကိုဆက်ပြီးဖမ်းဆီးထားတယ်လို့သူတို့နဲ့ပါလာတဲ့ငွေကျပ်3080လက်နက်နဲ့ကြီးစံတွေ Starling Wi-Fi နဲ့ကားတွေကိုပါတင်ဆက်ခဲ့တယ်လို့ပြန့်နှံ့နေတာပါ။ လက်ရှိကတော့ဒီရောင်းတူနဲ့ဝယ်တူကြားမှာဖိလစ်ပိချေမှုကပြောင်းလဲစီပြီးတော့သူတို့ကိုပြောင်းလဲသူပေးမှုဖြစ်ပါတယ်လက်နဲ့ကလည်းသူတို့ဒီဝယ်တဲ့သူဖမ်းတဲ့နဲ့အနံခက်ပြီးဖြစ်ပါတယ်ဟုတ်ကဲ့ TNL က BDF တွေကိုဖမ်းဆီးပြီးပစ္စည်းတွေတင်ယူတယ်ဆိုတဲ့သတင်းတွေပေါ်ပြည်သူတွေကြောင့်ဝင်ပန်းမှုတွေမြင့်တက်နေပါတယ်။ကိုခိုင်နဲ့မန်တုံဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးကာလအတွင်း TNL ကတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပါတယ်။2025ဆောပိုင်းလောက်ကစပြီးအဲ့ဒီနယ်မြေတွေမှာ ကချင်လူမျိုးရေးတပ်မတော် KIA နဲ့ TNL ကြားနယ်မြေအငင်းပွားမှုတွေလည်းဖြစ်ပေါ်နေပြီးလူမျိုးရေးပြဿနာတွေဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ကဲဒါကတော့เนาะကြားတဲ့အတိုင်းပဲကျွန်တော် PDF တွေလက်လက်တော်ရတဲ့ဟာကိုဖန်ထားတဲ့သတင်းဖြစ်ပါတယ်เนาะအဲ့တော့ဘယ်လိုပဲပြောပြော TNL က PDF ကိုထိတာတော့အဆင်မပြေဘူးပေါ့เนาะကျွန်တော်တို့ကတော့ဘာပြောပြောဟိုဘလောက်ပဲဟိုမိတ်ဆွေပဲဖြစ်နေပါစေကျွန်တော်တို့ရဲ့ဒီ PDF ကိုထိရင်တော့ဒါကတော့ကျွန်တော်မခံနိုင်ပါဘူးเนาะ ဲ့တော့ PDF ကိုထိတာမျိုးတွေကဒါတကယ်ပဲပြည်သူစော်ကနဲ့အတူတူပါပဲဟုတ်ကဲ့တရလေးအခုဆိုရင်ဘောနော် KIA နဲ့လည်းတော်တော်လေးပေါ့နော်နေမီလူပွဲတွေဖြစ်နေတာဖြစ်တယ်လို့ line ပေါ်မှာလည်းတော်တော်လေးကိုသူ့ရဲ့သတင်းတွေကြားနေတာဖြစ်ပါတယ်နော်အခုဆိုရင် PDF ကိုဒီမျိုးလုပ်တဲ့သတင်းတွေထွက်လာတာတော့တကယ်တော့အဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့တွေကတော့ဘာပဲပြောဒီ online ရေးက PDF တွေကအဓိကဖြစ်ပါတယ်နော် PDF မပါဘူးဆိုရင်ဘယ်တိုင်းသားအဖွဲ့အစည်းရမှပါချစ်လန်းအောင်လမ်းနိုင်မှာမဟုတ်ပါဘူးเนาะဒီအချက်ဖက်မင်းအောင်လိုင်းကိုတော်လန်ဖို့ဆိုတာကမလွယ်ပါဘူးเนาะအဲ့တော့နောက်ပိုင်းမှာလည်း PDF တွေကိုဒါမျိုးဖမ်းဆီးတာမျိုးတွေကျွန်တော်တို့လုံးဝမကြားချင်ပါဘူးเนาะ โอเคကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းလေးကတော့အချမ်းဘက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတော်လိုက်တစ်ဖက်လိုဝင်းတိုက်လို့ပေါ့နော်စက်ခါခုနှစ်ကောင်မျိုးစားဖြစ်သွားတဲ့သတင်းနဲ့အတူတင်ဆက်ထားတဲ့ဟာလေးနောက်ထပ်ကြည့်အောင်နော်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုတော်လိုက်ရဲဘော်တွေကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့တာယာဝတီခရိုင်တရင်383ညတက်တဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်မင်းလာမျိုးနယ်စစ်ကွေးမျိုးအုတ်တွင်းကျေးရွာအနီးရန်ကုန်ပြည်ကားလမ်းဘေးမှာအထိုင်ချတပ်ဆွဲထားပြီးဤသူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့စစ်ကွင်းတာဆောင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အပြန်အလှန်ပစ်ခတ်မှုတနာယီ45မိနစ်ကြာမြင့်ခဲ့ပြီးတိုက်ခိုက်မှုအတွင်မိမိတို့ရဲဘော်တအူမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကစစ်ကောင်စီဘက်က9ဦးသေဆုံးပြီး6ဦးတရားရရှိကအထိနာသွားတာကြောင့်အလောင်းကောက်ဆုတ်ခွာထွက်ပြေးသွားကြခြင်းကာပိုင်တနက်တလက်ကြီပေါက်တစ်ခုကြီ20တော့စစ်အသုံးဆောင်တချို့နဲ့စိုက်ကဲတစည်းတို့ကိုတင်စီရမိခဲ့ပြီးစခန်းကိုမီးရှို့ထားခဲ့ပေမဲ့မီးအနှဲငယ်သာလောင်ကျွမ်းခဲ့ပါတယ်လို့ တာယာဝတီခရိုင်တိုင်ရင်383ရက်တက်ခွဲနှစ်ကဆိုပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့ KBZ နဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်နော်အဲ့တော့ KBZ နဲ့ပတ်သက်ရင်အခုချိန်မှာလည်းတော်တော်များများသတင်းတွေထွက်ပြီးသားဖြစ်ပါတယ်အခုဘယ်လိုအခြေအနေရှိလဲဆိုတော့တစ်ချက်နားထောင်ကြည့်အောင်နော်ဆရာနာတင်ပြီးနောက်ပိုင်းအသုံးပြုသူတွေပြဿနာမျိုးစုံတက်ခဲ့တဲ့ KBZ ပေးဟာတိပဖုန်းနံပါတ်တွေနဲ့ KBZ ပေးအသုံးပြုမှုများကိုရပ်ဆိုင်းမယ်လို့မလ18ရက်နေ့ကကြေညာချက်ထုတ်ပြီးပြည်တွင်းဖုန်းနံပါတ်တွေနဲ့ပြောင်းသုံးကြဖို့ KBZ ဘဏ်ကအသိပေးထုတ်ပြန်လိုက်ပါတယ် ပလက်66နဲ့စတဲ့ဤပဖုန်းနံပါတ်များနဲ့ KBZ ပေ3ဆွဲနေပါကမြန်မာဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုရမယ်လို့ကြေညာထားပြီးပြောင်းလဲအသုံးပြုရမျိုးမရှိရင်အဲ့ဒီအကောင့်တွေကိုပိတ်သိမ်းမယ်လို့လည်းအသိပေးထားပါတယ်။ထိုင်းဖုန်းနံပါတ်တွေနဲ့ဖွင့်ထားရင်မြန်မာစင်ကတ်နဲ့ပြန်ပြောင်းဖွင့်ဖို့အဲ့ဒီလိုမှမပြောင်းဘူးဆိုရင်မလ19ရက်နေ့ကစပြီးရက်မယ်လို့ကြေညာတယ်လို့ KBZ ပေအသုံးပြုသူတအူးကမြို့တော်ကိုပြောပါတယ်။ KBZ ပေးနံပါတ်ပြောင်းလဲဖို့လမ်းညွှန်ချက်လည်းတဘာတည်းထုတ်ပြန်ထားပြီးဘာရှိအစ်စ်မထွက်ရှိသေးတဲ့ကာလအတွင်းမှာဖုန်းနံပါတ်ပြောင်းလဲလိုပါက Virtual Customer Support နဲ့ Booking ပြုလုပ်ပြီးဝေဆောင်မှုရယူနိုင်ကြောင်းလည်းပြည့်စုံထုတ်ပြန်ထားတဲ့အပြင်အဲ့ဒီလိုလှုပ်ဆောင်တာက KB အကောင့်လုံခြုံဖို့အတွက်ဝန်ဆောင်မှုမြင့်တင်တာလို့ဆိုထားပါတယ်။ငွေကြေးခွာချမှုတိုက်ဖြတ်ရေးဥပဒေနဲ့တန်တရားရှိလို့ဗဟိုညွှန်ကြားချက်အရယာယီတားမြစ်ထားတဲ့အကောင့်မှာဆိုပြီးအကောင့်ကိုပိတ်လိုက်တာ။ တို့ email ပို့ချက်အရာတော့ယာယီပဲပြောပေမဲ့ပြန်မရတော့ပါဘူး။ကျမလည်းဘာမှမလုပ်ရပဲငွေလွှဲတာငွေထုတ်တာပဲရှိတာပါ။ account ပိတ်ပြီး2ရက်လောက်နေတော့ဖုန်းစင်ကပ်ပါပိတ်သွားတယ်။ KB တော့ရတာလည်းမလုံခြုံတော့ပါဘူး။အချက်အလက်တွေကိုသူတို့ကအမြဲစောင့်ကြည့်နေတာလို့ KB အပိတ်ခံရသူအမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်။ KB ဟာစစ်တပ်အာဏာသိမ်းပြီးကာလအတွင်းမှာသုံးဆွဲသူတွေရဲ့အကောင့်ကိုလုံခြုံအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် တုံးဆွဲသူတွေရဲ့အချက်အလက်တွေအလွယ်တကူဟပ်ယူခံရမှု KPZ ဘေးရုံးကနေဖုံးဆက်သွဲတယ်လို့မျိုးနဲ့ပကြခဏဆိုတယ်လို့ငွေလိန်ခံရမှု ပြဿနာတွေ KP အသုံးပြုသူအမြောက်အများကြုံတွေ့ခဲ့ရပြီးငွေလွှဲပြီးငွေကထွက်သွားပေမဲ့တစ်ဖက်ကိုမရောက်သွားပဲပျောက်သွားတာမျိုးပြဿနာတွေကိုတာဝန်ယူဖြေရှင်းပေးမှုအားနည်းခဲ့တာကိုလည်းတွေ့ရပါတယ်။အခုလက်ရှိအခြေအနေ KP အသုံးပြုသူတွေရဲ့သုံးလက်စအကောင့်တွေကိုစစ်ကောင်စီရဲ့အမိန့်နဲ့အကြောင်းအမျိုးမျိုးပြအပိတ်ခံရမှု စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့အပြင်လော့အင်ဝင်မရမှုတွေနဲ့အကောင့် freeze လောက်ခံရမှုတွေလည်းကြုံတွေ့နေရဆဲဖြစ်ပါတယ်ရှင်ကဲကြားတယ်မနော်ကီဗီဇက်ပြရတော်တော် ပြဿနာတက်နေဖြစ်ပါရဲ့နော်အဲ့တော့မိဘပြည်သူတွေထဲမှာလည်းကီဗီဇက်သုံးတဲ့သူတွေရှိရင်ဒီသတိထားဖို့ကျဆက်ပေးခြင်းဖြစ်ပါရဲ့နော်ကဲကျွန်တော်ခုနောက်ထပ်ကြည့်ရမယ့်သတင်းကတော့ဒီကျွန်တော်တွေ့တာကြာပြီဖြစ်တဲ့ကိုဇွဲပေါ့နော်ကိုဇွဲကအခုဆိုရင်ဒီအချက်မဲ့စစ်ကောင်စီကပြည်သူလူထုတွေနဲ့ဒီတော်လိုင်းတက်ဖွဲ့ကြီးဂျားထဲမှာပေါ့နော် လော်ဒီ site ဝါးတွေထည့်ပြီးမှာပေါ့နော်။ကွဲအောင်ဘယ်လိုမျိုးလုပ်နေလဲဆိုတာကိုသုံးသက်တင်ပြထားတဲ့နောက်ကြည့်အောင်နော်။အဲ190ဘာရောက်ကြတာလဲလို့အဲဟိုဖွဲကဟိုမြောက်ပိုင်းကအာမကောင်းဘူးလို့တောင်ပိုင်းကအာမကောင်းဘူးလို့အဲအဲ့လိုမျိုးပေါ့ဒီဒေါ်လာရေးထဲမှာကျွန်တော်တို့ဒေါ်လာရေးလုံးလို့တဲ့ traitor ရှိတဲ့ကျွန်တော်တို့ဒေါ်လာရေးမိသားစုချောက်ဖို့အင်အားစုတွေဂျာထဲမှာဒီစကလုံးတွေဟိုပြက်နှက်လာအောင်လို့သူတို့လုပ်တယ်ဘယ်လိုပြုလို့ပြက်နှက်လာတာလဲဆိုတော့ဒီလူလူကဝေဝါးပြီးစိတ်သက်ပြက်လာတယ် ိတ်ရပြစ်လာတဲ့အခါကျွန်တော်တို့ဒီကျွန်တော်တို့အရင်ညီညွတ်ခဲ့တဲ့တော်လိုင်းရင်အစမှညီညွတ်ခဲ့တဲ့စုဖွဲ့မှုတွေကပြက်စီးသွားပြီးတော့မှစုဖွဲ့မှုပြက်စီးသွားပြီးတော့မှထောက်ဖို့မပေါ်နိုင်တဲ့အခါကျွန်တော်တို့လက်နက်ကင်အင်အားစုတွေကလည်းရှေ့ဆက်လို့မရပါဘူးအဲ့တော့ရန်သူကကောင်းကောင်းကြည့်တဲ့ကြောင့်မို့ကျွန်တော်တို့တော်လန်လိုတဲ့တော်လန်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုသူတို့များစွာချိုးဖဲ့နေပါတယ်ပေါ့နော်အဲ့တော့ချိုးဖဲ့နေတဲ့နေရာမှာအေးအေးလိုမတိုက်ဘူးနှစ်90ကျင်းကဘာလို့ကြာတာလဲတောင်ပိုင်းနေရာအလုံးမလုပ်ဘူးမြောက်ပိုင်းနေရာအလုံးမလုပ်ဘူး အဲ့တော့ကျွန်တော်အာမခံတဲ့နောက်တစ်ခုရှိတာကအားလုံးကကိုယ့်အတိုင်းထွာနဲ့ကိုကျွန်တော်တို့မြင်ပြမှာမြင်ရတလောက်ကအားလုံးကကိုယ့်အတိုင်းထွာနဲ့ကိုတော်လည်ရေးအသီးသီးလုပ်နေကြပါလေဟုတ်ပြီကျွန်တော်တို့ပြောပြမယ်ကြအေးအေးလုံးမတိုက်ဘူးတော့အေးအေးကယနေ့ခေတ်တိုက်ပွဲမှာအွန်လိုင်းနဲ့ဆိုတာကဒါအေးဒီတော်လည်ရေးမှာပြည်သူတရလုံးမပါဘဲနဲ့အေးတစ်ဖွဲ့တည်းတိုက်ကြည့်ဒီလိုအောင်မြင်မှုမျိုးရရဲဆိုရင်ကျွန်တော်တိုက်လို့မျိုးစီမံဆောင်ရွက်လို့ရပါတယ်အဲ့တော့ကီရင်နေတဲ့အလိုပဲ190တိုက်တာဘာကြောင့်ကြာတာလဲဆိုတော့ သူတို့လည်းနှစ်ခုနဲ့ဆက်တိုက်ခဲ့ရတဲ့အချိန်မှာလည်းသူတို့ပြည်သူတရေလုံးဝပါခဲ့လားဆိုတာကိုကျွန်တော်တို့ပြန်သုံးသပ်ရပါလိမ့်မယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့ပြည်သူပဲပြည်သူတရေလုံးပါဝင်စင်နွဲတဲ့အခါအေးအေးလည်းအောင်မြင်မှုရသလိုတခြားသောအတိုင်းသားလက်နက်ကိုင်တွေနဲ့ကျွန်တော်တို့ပြည်သူရဲ့အင်အားစုတွေလည်းအောင်မြင်မှုရလာပါလိမ့်မယ်အဲ့တော့ပြည်သူလူထုဟာဟိုဝေဝဒီဝေဝအောင်လို့သက္ကသကပြည်သူလူထုရဲ့စိတ်ချက်ကိုအဓိကချိုးဖဲ့နေတာကျွန်တော်တွေ့ရပါတယ်ဒီသက္ကသရဲ့ဒီစိုက်ဝါဖြတ်တဲ့အကောက်တူတွေ ဘာနေပြီးတော့မှဒီပြည်သူလူထုစိတ်တွေဝေဝါအောင်သူတို့ဖြစ်စည်းနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းအဆောက်အထောက်20ခုနှစ်မှာစားခဲ့တဲ့စုဖွဲ့မှုမျိုးတွေနဲ့အာသုံပုံစံမထောက်ပံ့တော့မထောက်ပံ့နိုင်တော့အောင်ထောက်ပံ့လို့စိတ်မရှိအောင်ဒီပရမီတာစိတ်အားနေဝအောင်တော်လိုင်းလူစိတ်အားနေဝအောင်ပြည်သူလူထုရဲ့စိတ်ဓာတ်ကိုကိုချိုးဖက်နေတာတွေကျွန်တော်တွေ့ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒီစစ်နိုင်ရသောအကြောင်းကြီးများဆိုတဲ့စစ်နိုင်ရခြင်းအကြောင်းကြီးများကိုကျွန်တော်တို့ကဒါအချက်လက်နဲ့ချင်းကတဲ့အခါမှာ ်ဤသူလူထုရဲ့ထောက်ခံချက်မပါရင်စစ်နိုင်ရသောစစ်မနိုင်ဘူးပေါ့နော်အဲ့တော့စစ်နိုင်ရသောအကြောင်းရင်းများမှာကျွန်တော်တို့၁၂ချက်ရှိပါတယ်အဲ့ဒီမှာမှာတစ်ချက်ဖြစ်တဲ့ဤသူလူထုအတူတူကပါဝင်မစင်နွယ်လျင်စစ်မနိုင်နိုင်ပါဆိုတဲ့အချက်လက်ပါပါတယ်အဲ့ဒီစကားကိုကျွန်တော်တို့ပြန်ကောက်ရရင်ကျွန်တော်တို့ရဲ့ဒီလက်လက်ကန်အဖွဲ့တွေရဲ့နောက်ခံကြောရိုးဒီကျွန်တော်တို့ထောက်ဖို့ထောက်ဖို့ပြည်သူတွေဖြစ်ပါတယ်ကျွန်တော်တို့ထောက်ဖို့ပြည်သူတွေဖြစ်ပါတယ်ခင်ဗျာ ထောက်ဖို့ပြည်သူတွေဖြစ်ပါတယ်အဲ့တော့ထောက်ဖို့ပြည်သူတွေကိုစိတ်သက်ပန်းဆိုင်ရာချိုးဖက်လိုက်လို့ရှိလို့ရှိရင်စုဖွဲ့မှုတွေပြည့်စည်သွားတဲ့အခါထောက်ဖို့အင်အားကျော့နေသွားတဲ့အခါကျွန်တော်တို့အဖွဲ့တွေကိုရန်သူကအလွယ်တကူနိုင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ပြည်သူလူထုတွေအရင်စိုက်ဝါးတွေမမီဖို့ပြီးလို့ရှိရင်လည်းဟိုကျွန်တော်တို့ဒီကနေ့ကအဖွဲ့တွေရောတခြားအဖွဲ့တွေရောထောက်ပြတဲ့နေရာမှာအစမင်းတကြဖြစ်စီဖို့ကျွန်တော်တိုက်တွန်းပါတယ်အဲ့တော့စိတ်သက်တွေပြည့်စည်ဖို့အတွက်ဆက်ကဆက်ကတနည်းတနည်းထဲ ချိုးခက်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလက်နက်ကိုင်းဒေါ်လာရေးအဖွဲ့တွေမှာကျမရေးချိုးပဲလို့မရဘူးစိတ်တဲ့ချိုးပဲလို့မရဘူးစုဖွဲ့မှုချိုးပဲလို့မရဘူးဆိုတော့ဘဝဦးနေရစကားတိုင်းပဲကျွန်တော်တို့ပြည်သူလူထုတွေတည်လဲတော်လန်လို့တော့စိတ်တဲ့ဒေါ်လာစိတ်ချိုးပဲလို့မရဘူးဒေါ်လာစိတ်ချိုးပဲတဲ့အခါစုဖွဲ့မှုချိုးပဲသွားရဲ့ဒီထောက်ဖို့ကဏ္ဍတွေမလုပ်နိုင်တော့ရေကျွန်တော်တို့ဒေါ်လာရေးရလဲရန်သူတိုက်လို့မရှုံးမဲနဲ့ဟိုကျွန်တော်တို့စိတ်ကြောင့်ရှုံးကိုကိုလုံးရဲ့ကြောင့်ကိုကိုရဲ့မပြေဝမှုကြောင့်ကိုရှုံးသွားနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလူတွေအနေနဲ့ တော်လာလူစိတ်ပရဟိတလူစိတ်ကိုဟိုမလျော့ပါနဲ့ဟိုတတိမူပြီးတော့ကူမြင်ပါစေလို့ကျွန်တော်နှုတ်ဆော်တိုက်တော့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ကိုဇွဲတင်ပြထားတဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်เนาะအဲ့တော့ပြည်သူလူထုရဲ့ထောက်ခံမှုကတော့တကယ်ပဲအရေးကြီးတာဖြစ်ပါတယ်ဒါအပြင်ပြည်သူလူထုကလည်းပေါ့เนาะစစ်နိုင်တဲ့အဖွဲ့အစည်းတွေစစ်တိုက်နေတဲ့အဖွဲ့အစည်းဆိုအများနဲ့မထောက်ပို့နေတာဖြစ်ပါတယ်အခုဆိုရင် AA နဲ့ပတ်သက်လာတယ်ဆိုရင်တော့เนาะတနိုင်ငံလုံးကဝန်တာအားရလက်ကမောင်းခတ်ပြီးတော့ပေါ့เนาะလက်ကိုအော်ပါတော့တဲ့ ော်ဘာပေးပြီးမှပေါ့နော်လုံးဝအားပေးနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီအချိန်မှာတောင်ပိုင်းတိုင်းမှာတော့ဘလို့ဖြစ်လဲဆိုတော့ပေါ့နော်အခုချိန်မှာဆိုရင်တည်တဲ့အတိုင်းပဲဒီကြမ်းပြန်ကိစ္စရင်တော်တော်လေးရှုပ်ထက်ရှုပ်ရက်ခက်နေတဲ့အနေအထားဖြစ်ပါတယ်နော်ဒါပေမဲ့လည်းတိုက်နေတဲ့အဖွဲ့အစည်းတော့အများကြီးရှိပါတယ်ဥပမာမောင်စေးရစစ်ကြောင်းတွေကိုတိုက်တာမျိုးတွေစစ်ကန်တွေတိုက်တာမျိုးတွေအများကြီးရှိနေတယ်ပေါ့နော်အဲ့တော့တချို့အာမတိုက်တဲ့အဖွဲ့အစည်းလောက်ကိုကြည့်မှအကုန်လုံးတင်းညုံမပြောကြဘူးပေါ့နော်ကိုစေးရပြောပြတာဖြစ်ပါတယ်နော် ဘောမတွေနေရာပေးလာလဲဆိုရင်အခုဆိုရင်ကျော်စိုးတို့မပူတူတို့ကိုနော်ဒီလွတ်တော်ထဲမှာထည့်တော့မယ်ဆိုရင်အနေထားလေးတွေရှိလာတာပေါ့နော်အဲ့ဒါကိုပြပြထားတယ်ဆိုဝင်ပြီးဒီချက်တော့ကြည့်အောင်နော်ဟုတ်ပါဘူးအားပေးနေတယ်ငါမောင်ကြီးတဲ့ကျေးဇူးတင်ပါတယ်အမဟိုအဲ့တော့လူတွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်လက်ပတ်ပြီးတော့ကျွန်တော်တရားတွေကျွန်တော်ရဲ့ပေါ့ကူတော်ရဲ့အဲမပူတူရဲ့ဟိုမီဒီယာမှာဆိုရင်တော့ကျော်စိုးဦးပေါ့နော်ကျော်စိုးဦးရဲ့အတိုက်ခံခံရတာက အဲပြီးရင်တချို့တော့ဟိုနောင်တော်လေးတို့နောင်တော်လေးတို့ကတော့ ILD မဟုတ်ပါဘူးနောင်တော်လေးတို့ကြော်စိုးဦးတို့မပူတူတို့ကတစ်ချိန်ကျရင်လွတ်တော်တွေဝင်မဲ့လူတွေကျွန်တော်တို့ကဝင်းရံပေးရမယ်ကြော်စိုးဦးကပြင်ဦးလေးကနေပြိုင်မယ်ထင်တယ်တတိပုဂ္ဂလာနဲ့နော်တခါတည်းကျွန်တော်တရင်ကောင်းပေးတယ်ကြော်စိုးဦးကဒီလောက်မင်းညာပြောရအောင်ညာတက်ရောက်ပြီးတို့တော့မလုပ်ချင်ဘူးစီမင်းတက်ကအခုမှဒေါ်ဘုံချခံရတဲ့ကလေးဒီနေ့အခုကျွန်တော်နဲ့တဏီကုံမှာတဏီကုံအောင်ပြည့်တယ်ကျွန်တော်နဲ့အခု စားတော့ပြီးမှထန်းခွဲသွားတာเนาะဒေါ်ဘုံချခံရတဲ့ကလေးလေးကျွန်တော်ကဘယ်တော့မှတက်မလို့တော့ဘယ်တော့မှဥပိ္ပခါပြုမထားဘူးเนาะစစ်သားမိသားစုတွေပေါ့เนาะသူတို့ကကျွန်တော်ရဲ့စေနာတောင်းနားလေတယ်အဲ့တော့ချိုဆိုးဟုကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလင်ရပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလင်မှာလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့เนาะမဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေ လုတ်လာမယ်ဆိုရင်တော့ကျော်စိုးဦးကပြင်ဦးလင်ကနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်ကဲနော်ကျော်စိုးဦးကအဲ့ဒါကြောင့်ထင်တယ်နော်လွတ်တော်မှလုတ်မှမလုတ်ထင်တယ်သူအခုချိန်မှာဆိုပြောင်းလဲပြောင်းစားပြောတဲ့ဟာကတော်တော်ကြီးကိုနော်တကယ်ဟိုရုတ်တရက်ကိုမရှိတော့ဘူးနော်တားလိန်တက်လာပြီဘောနော်အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်ပြီးမပုတုလည်းပြိုင်မယ်အရေးကြီးလာပြီဘောနော်ကျွန်တော်တို့ဟိုတက်မလို့အနေထားတစ်ခုတည်းဘောနော်ဒီ ဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟိုဟာလေးတွေရှိတယ်ဒီရွေးကောက်ဝင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရေးစမ်းနှစ်လောက်တင်းမှာပဲကျွန်တော်တင်မှရမယ်ပါကျွန်တော်ပြန်မရှာခြင်းဘူးအကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့တတိပုဂ္ဂလနဲ့သူ ပြင်းဦးလျာနဲ့ပြိုင်မယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ရူသေးတမှုနဲ့ခေါ်တာကောင်မလေးက29နှစ်ပဲရှိတယ်အသက်ကသူလည်းပြိုင်လောက်တယ်စိတ်ကြီးကနောင်တို့တို့ဘာလို့ဘက်ကနေသူပြိုင်နိုင်မယ်ထင်တယ် အဲပြီးနောင်တော်လေးလည်းဘေးကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူ့ဘာသူပြိုင်ပြိုင်မပြိုင်ပြိုင်ကျွန်တော်တို့ကအားပေးရမှာဝင်ရမှာအဲကျွန်တော်တို့တာဝန်ပဲဘာလို့လဲဆိုအဲ့တော့မှလွတ်တော်ထဲမှာရောက်သွားမှဒီလိုလူတွေလွတ်တော်ထဲကိုရောက်မှလွတ်တော်ထဲကိုရောက်မှပေါ့နော်ဒီလိုလူတွေလွတ်တော်ထဲကိုရောက်မှသူတို့ဓာတ်ရိုက်တရားဝင်လွတ်တော်ထဲကနေပြီးတော့မှနိုင်ငံကြီးတွေကိုသူတို့ကတင်ပြခွင့်ရှိမှာလေနောက်ဆိုတော်တော်လေးပြောင်းလဲပြောင်းစားပြောတဲ့ကောင်တွေနော်ဟမ်ကျော်စုံလို့ကောင်သာဒီလွတ်တော်ထဲရောက်လို့ရတော့ပြီပေါ့ ဆိုလို့ရှိရင်သူတို့တင်ပြခြင်းတဲ့အရာတွေကိုတစ်ဆင့်ခံတစ်ဆင့်ခံပြီးတော့တင်ပြနေအောင်မယ်အခုဆိုရင်ဗာလဲဗိုလ်ချုပ်စော်မင်းထွန်းလားဗိုလ်ချုပ်စော်မင်းထွန်းဆိုတော့ဒါရေနံကျောင်းသားတွေပေါ့ဗိုလ်ချုပ်စော်မင်းထွန်းကရေနံကျောင်းတွင်းကုန်းသားလားမသိဘူးသူမိမလက်မှတ်ကုန်းတူလားမသိဘူးလက်မှတ်ကုန်းတူသူမိမနာမည်မတင်သိအောင်လားဗာလားမသိပါဘူးကျွန်တော်နဲ့အောင်ကျောင်းနေပတ်တွေဖြစ်လောက်တယ်ကျွန်တော်ကဟိုအထက်ကနေရေနံကျောင်းမှာကျွန်တော်ကနေခဲ့တာဟိုတန်ကန်ကုန်းမှာကျွန်တော်ကဥကိုလေးရှိမှာကျွန်တော်က ချင်းလုံးပညာအဲပညာရေးနုနုစုခဲ့တာပေါ့နော် အောင်ကိုကိုတို့အဲ့မှာနန္ဒအောင်လို့ねကျွန်တော်ねအဲ့တော့ပြောချင်တာဒီလိုဗျာလွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်เนี่ยရွေးချယ်ထားရတော့မယ်ဘာလို့လဲဆိုတော့တပ်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာကျွန်တော်ကတော့လွတ်တော်တွေမဝင်ဘူးကျွန်တော်ကအပြင်ကနေဟုံးမယ်ကောလွတ်တော်တွေမှာစောက်ပေါက်ခဲ့ရည်လို့ကျွန်တော်လည်းပြောမှာ ကျွန်တော်လည်းအော်အော်မာလေးကျွန်တော်အော်လေးကောင်လေးအော်လေးကောင်ဆိုတော့ကျွန်တော်လွတ်တော်လေးဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရဲ့မလားမတော်လက်ကားတွေယူပြီးတော့ကျွန်တော်မအော်ရေးမပြောရေးဖြစ်မှာကြောက်လို့ကျွန်တော်ကဘလူပေးလာကန်းတာမှလည်းမစားဘူးတို့လို့လည်းမပြောလွတ်တော်လေးမှလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံနေရမှာအဲဇော်ဘုံအဲဟွာလွတ်တော်လေးမှဟွာဖြစ်တဲ့အောင်ပဲဆွေးနွေးပါတော့ဘာလို့ဖြစ်တော့မှလေးသိရဲ့မလားအဲ့တော့ကျွန်တော်ကလွတ်တော်လေးမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်လေးဝင်လို့မရဘူးသိရဲ့မလားဟို အဲကျော်စိုးဦးတို့မပူတူတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြန်းနေဟုံးမယ်ကောင်အပြန်းနေရောက်ကျော်စိုးဦးမင်းတာမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းကိုပြည်သူတွေမဲပေးလိုက်တာကဲကြားတယ်ပေါ့နော်အဲ့တော့ကျောင်းစိုးဦးနဲ့ဒီမပူတူကတော့ဒီလွတ်တော်ထဲကိုဝင်မဲ့အခြေအနေရှိပါရဲ့နော်အဲ့ဒါကြောင့်လဲစစ်ကောင်စီမနေဖားနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့သူတို့လွတ်တော်ထဲဝင်နေတဲ့အခြေအခြေလေဆိုးတော့မဆိုးပြောင်းပါနော်ပြောင်းလဲပြောင်းစားကိုတော်တော်လေးပြောင်းလဲတက်နေပြီပေါ့နော် အခုဆိုရင်ကြော်စိုးဆိုရင်နော်စစ်တပ်စခန်းကြီးကျသွားတယ်ဆိုရင်လည်းအမြဲတမ်းပြောင်းလဲမှုမှာပေါ့နော်မကြောက်ဘဲပြောနေတာပေါ့နော်အဲ့တော့ဘာပဲပြောင်းလဲတဲ့ scale ကတော့တက်လာကြပါပြီနော်ကဲမနေ့ကအင်းတော်ကိုလာတဲ့အချက်မဲ့စစ်ကောင်စီပေါ့နော်ဒီစစ်ကြောင်းတိုက်ခတ်ခံရတဲ့ပတ်သက်ပြီးတော့ပေါ့နော်တင်ဆက်ထားတဲ့ကိုစီးပြူလေးနားထောင်ကြအောင်နော်အင်းတော်မရောက်ဘဲနဲ့ဒေအိုးရောက်သွားလို့ကြေကြပါဦးဒေအိုးလည်းမမိတာလေတပုံကြီးရတဲ့လက်နက်တွေပေါ်လာတဲ့တပုံကြီးပဲနော်ပြောတော့ဗါတဲ့ဟိုမင်းအုပ်နွားတို့ဗါတို့ကဗါတော်လိုင်းဘက်ကအခြေအနေမကောင်းလို့ဟုတ်လားအေးအခြေအနေတော့မကောင်း အဲ့လိုမျိုးစစ်ကြောင်းလိုက်စစ်ကြောင်းလိုက်ဒုံးကန်ထိတာတပုံကြီးပဲဘယ်ဘက်ကလဲဆိုလို့မင်းတို့အမေလီအဘာတွေဘက်ကနော်အင်းတော်တို့စစ်ကူလာတော့အင်းအား150ပါစစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်တိုက်မှုစစ်ကောင်စီဘက်မှအရာရှိနှစ်စစ်သား33တေဆုံပြီး32ဦးအရှင်ဖမ်းမိလက်နက်54လက်သိန်းစဲရရှိဆိုတဲ့တည်မဖြစ်ပါလေရန်ကုန်တိုင်းအင်းတော်မြို့နယ်တို့စစ်ကူလာတော့စစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှအရာရှိနှစ်စစ်သား33ဦးတေဆုံပြီး 32ခုအရှင်ဖန်းစည်းကလက်နက်54လက်တင်းစဲရရှိကြောင်းအမှတ်1စစ်တီတက်ကထုတ်ပြန်သည်မတ်လ15ရက်နေ့စကိုင်းတိုင်းအင်းတော်မြို့နယ်အဆက်ကတာမြို့နယ်ပင်လွတ်ရွာအနီးပန်းတောင်ကြီးပန်းတောင်လေးတောင်တွင်ကတာမြို့ခမရ3တုံညာ6မှထွက်လာသောစစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှဗိုလ်မှူးလင်းထက်ဦးစီးပြီးခမရ တတုံညာ6ခမရတုံးတုံညာ9ခလာရ6တို့ပူပေါင်းထားတော့အင်အား150ခန့်ပါစစ်ကြောင်းဖြစ်ကြောင်းသိရတယ်။ကဲကျွန်တော်တုံးတက်တာပဲနောက်ထောင်ကြည့်လာနော်။ဟမ်တကယ်ပြောတာအကောင်းပြောတာဒီနေ့ဒီချိန်ခါတိကျွန်တော်စီစီယံကာလာနေတဲ့လုံမြောက်သွားပြီ။ နော်ဒီအချိန်ခါအထိကြည်စံကုံလက်နဲ့ကုံမှာကျွန်တော်တို့တောက်ပါပြီးဒူးလေးထောက်ပြီးတော့ဆောက်ွက်မျက်နှာငနေလောက်လာရှင်းထုတ်လိုက်တာအကောင်းဆုံးပဲအာယုံနောက်လည်းထမ်းဒီတိုင်းပြည်အတွက်စံကုံတယ်ဗျာမြေကြီးလေးတယ်အကောင်းပြောတာတိတိတတ်တတ်လှုပ်လှုပ်တင့်တဲ့အရာလှုပ်ကြပါတော့ဘာလို့ဆိုထားနေတယ်တော့ဟိုဂျီနီဘာကွန်မန်းကြီးနေပါလေစောက်ပေါ်တွေစောက်ပြောနေအဲ့ဂျီနီဘာကွန်မန်းကြီးကကိုတော်လှန်ရေးဘက်ကလူတွေကိုပဲဂျီနီဘာကွန်မန်းကြီးလှုပ်တာဒီမြောက်နိုင်တဲ့တော့တတ်ဖြတ်နေတဲ့ဘယ်နေရာမှဂျီနီဘာလည်းမလာဘူးနော်ဩစတြေးလျလည်းမလာဘူးအမေရိကန်လည်းမလာဘူးဘာမှလာတာမဟုတ်ဘူးအဲ့တော့မိရဲ့ကောင်တွေကိုကျွန်တော်တို့လှုပ်ပြဖို့လိုတယ် မလုံပြရင်ဘာဖြစ်ဆိုဒီကောင်တွေကအာဘာဖြစ်ထက်ထက်အပေါ်အမိတ်ပြီးတော့ဒီကောင်တိုက်ကြတာပြင်းပြင်းပြရွာလဲဝင်ခါရွာမီးချို့ပြည်သူတွေတက်တကယ်တကယ်တော်လိုင်းတက်ပွက်တဲ့မိတဲ့ဖမ်းမိချင်မျက်နှာငယ်လေးနာကျွန်တော်တို့ခိုင်းလို့လောက်ကလာပါဘာဖြစ်တာညာဖြစ်တာမင်းတောင်မဆိုးမအယောက်ကတွတ်ဆုပ်ယုံနေဟမ်အဲ့တော့အဲ့ဒီကောင်မျိုးတွေကိုမင်းတို့ခိုင်းလို့လောက်ကအေးနောက်ဘဝမှာထပ်လို့ကြီးကြီးလေးနော်နောက်တော့ဘဝမှာလောက်ခိုင်းတော့ လက်ရှိဒီကောင်တွေကိုပြန်ထုတ်လိုက်တဲ့ဒီစောက်ချိုးတွေကမပြေဘူးဘာဖြစ်လို့လဲဟုတ်တယ်တစ်တုံညာနှစ်ကွန်စစ်စစ်ရေးနေအဲ့ဒီ MNDA ဘက်ကတုတ်ပန်းလဲလဲတယ်ဆိုပြီးတော့စစ်ကောင်စီကိုပေးလိုက်တဲ့အဲ့ဒီစစ်ခွဲတွေကိုစစ်ကောင်စီကပြန်ခေါ်တယ်မင်းတို့ထောင်ကြခံမလားရှင်းတယ်ပြန်ထောက်မလားဘယ်သူဖြစ်ဖြစ်ပေါ်ထောင်တော့မဘူးကနေရှင်းတယ်ထောက်မယ်ပြောလိုက်တယ်အဲ့တော့အဲ့ဒီခွဲတွေကိုဘယ်မှာလာတုံလဲဆိုတော့တောင်ပိုင်းတိုင်းမှာလာတုံတယ်ဟုတ်တယ်အဲ့ဒီပုံစံနဲ့ဒီတော်လှန်ရေးကတန်တရာလဲနေတယ်အဲ့တော့အဲ့တန်တရာလဲတာကိုလဲလို့မရအောင်တန်တရာဖြတ်ပေးရမယ် သိလားနော်ပြိဿတမုတ်ဘတ်မှာတန်တရားစက်ဝိုင်းနေဖြတ်ထွက်တဲ့နီလန်သိတယ်မလားအေးအဲ့ဒီပုံစံမျိုးပဲလက်ရှိတိုက်ပွဲတွေမှာလည်းတန်တရားဖြတ်ပေးမှရတော့မတန်တရားမဖြတ်အဲ့ဒီတန်တရားကြီးကလေပြီးတနိုင်ငံလုံးရှိတဲ့ပြည်သူကုန်ဖို့ပဲရှိတော့တယ်ဆိုတော့ဒီကောင်တွေကနောက်ဘာဖြစ်လာလဲဆိုတော့ငါတို့ဘာခိုင်းနေလို့လဲအဲ့ကောင်တွေကဘာဖြစ်လာလဲဆိုတော့ငါတို့ဘာခိုင်းနေလို့လဲတကယ်တကယ်မိလာလဲအဲငါတို့ကတနာခံနိုင်ဒီကောင်တွေဘက်မှာသမီးတော်တွေးနေစိတ်လေးတော်တိုက်နေတယ်ဟုတ်တယ်ဒီကောင်စုငွေတော်ရအောင်မယ်အဲ့ဒီအပုံစံမျိုးတွေအဲ့တော့ နှစ်ကန့်ခွဲလာမရဘူး။တိုက်ပွဲမှာတိုက်လို့မှမိလာတဲ့ကောင်မျိုးတွေကိုစစ်စရာရှိတာစစ်စေးစရာရှိတာစေးပြီးလို့ရှိရင်ဒေအိုးကိုပို့လိုက်ပါ။နော်။အဲ့တခုရှိတယ်။တို့ကတို့အလင်းဝင်လာတယ်။စက်သွက်လာတယ်အလင်းဝင်လာ။လာကောင်းမွန်စွာလက်ခံမယ်။ကောင်းမွန်စွာကြိုးစုံမယ်။လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ပေးမယ်။မင်းတို့ဘဝအတွက်တော့ထောက်ပံ့ပေးဦးမယ်။အဲ့ဒါပေမဲ့အပေါ်ကမင်းတို့ခွေးကောင်းဆောင်တွေခိုင်တိုင်းပေါက်ပန်းလေးစက်လုတ်ပြီးမှတော့ sorry မရဘူး။ဒီလား sorry ဆိုနောက်ဘဝမှာ sorry လိုက် အဲ့ဒီစနစ်ကိုကျွန်တော်တို့လုံနိုင်ကြဖို့လိုအပ်တယ်မလုံနိုင်လို့ရှိရင်အဆင်မပြေတော့ဘူးဘာဖြစ်လို့လဲအခုစစ်တောင်းကြောင်းထိုးရတယ်နော်ရွာတရောစစ်တောင်းကြောင်းထိုးရအဲ့ဒီရွာမှာရှိတဲ့ကျွဲဝဲကျွဲနွားဝဲခွေစိတ်ကဆိုင်အကုန်လုံးကိုသူတို့ပြစ်တတ်ချင်တဲ့ကောင်ပြစ်တတ်သွားတဲ့စားလို့မကုန်လို့ရှိရင်အဲ့တန်းဖြက်စည်းသွားတယ်ပြီးလို့ရှိရင်အိမ်ဒီမှာတက်တယ်ရိုက်ထိုးတယ်အိမ်ငကားပိတ်ထားတဲ့ဟာကိုရိုက်ထိုးတယ်အပေါ်တက်တယ်ကျွေးငွေလက်ဝဲယတနာပါရှိတယ်တန်မိုးရှိတဲ့ပစ္စည်းပါရှိတယ်အကုန်ယူတယ် ယူပြီးကိုတို့လိုချင်တာယူပြီးအဲ့လိုအောင်မိတက်ရှိုးပြည့်တယ်အဲ့တော့အိမ်တိမ်ဆိုတာကတိုက်ကြီးဟိနေမှတန်မိုးရှိတယ်မဟုတ်ဘူးကာလန့်ပေါက်သေးအရာနော်လက်ရှိကာလန့်အရာဒီတိုက်ကသိန်းတစ်ထောင်တန်နေသိန်းတစ်ထောင်တန်နေသိန်းသိန်းပေါင်း၅တောင်းတန်နေစသဖြင့်ရှိနေပြီအဒီသေးရင်လေးကတော့နော်မြန်မာငွေ၅တောင်းကျပ်လောက်ပဲတန်နေဒီအိမ်လေးကတော့မြန်မာငွေ၁၀သိန်းလောက်ပဲတန်နေစသဖြင့်အဲ့လိုကာလန့်ပေါက်သေးအရာကွာဟမှုတာရှိရင်ရှိနေပြီ ဒါပေမဲ့လို့အဲ့ဒီအိမ်ဒီမှာနေတဲ့သူတွေတိုက်ကြီးပေါ်မှာနေတဲ့သူကလည်းဒီတိုက်ကြီးရဲ့သူ့ရဲ့ဘဝနားပို့ရဒီတဲပုံလေးမှာနေတဲ့သူကလည်းအဲ့ဒီတဲပုံလေးကသူတို့မိသားစုအတွက်ဘဝပဲသူတို့မိသားစုရဲ့ဘဝကြီးရာကြီးရာနော်အဲ့တော့ခံစားကြည့်ခြင်းကအတူတူပဲဒီတဲပုံလေးကလည်းဒီလူတွေရဲ့ဘဝကြီးဖြစ်တယ်လို့ဒီတိုက်အိမ်ကြီးကလည်းဒီလူတွေရဲ့ဘဝကြီးပဲနော်ကိုယ့်ဘဝကြီးကိုဖြည့်ဆည်းကန်ထိလိုက်မယ်ဆိုရင်ဘယ်လိုခံနိုင်မလဲကိုချင်းစာတရားထားကြည့်ပါဦး အဲ့တော့အဲ့ဒီလိုဘဝတွေကိုပြည့်စည်အောင်မီးရှို့ပလိုက်တဲ့လုပ်ရက်ကတိုင်းပြည်ကိုကာကွယ်စောက်ရှောက်တဲ့စစ်တပ်တစ်ခုရဲ့လုပ်ရက်မဟုတ်ဘူးအကျန်းဖက်ဓမ္မစစ်မိတ်ဆာကောင်တပုံဓမ္မအကျန်းဖက်ဓမ္မတွေနော်ဒီစစ်သွေးကြွတွေအလုပ်ပဲထားဒါကြောင့်မလို့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကခွင့်လွှတ်ပေးစရာအကြောင်းမရှိဘူးပုံစံပေးရမီးတို့ကောင်တွေဒီလိုခိုင်းခိုင်းလုပ်မိမီးတို့ငါဒီလိုလုပ်မှာအဲ့ဒီလိုပုံစံမျိုးဖြစ်ကဟာမူရဘီရဲ့ကိုရဥပဒေဆိုတာရှင်းရင်းပြောရင်တော့ဒီနှစ်ခေတ်ဒီအတုံးဝင်နေတယ် နော်အမှုရာပြီကိုရဥပဒေဖြစ်တဲ့အဲ့တော့កောင်မျိုးတွေအဲ့ဒါဆိုရင်နောက်မှာဖြစ်လာမယ်အပေါ်ကခိုင်းတယ်အတိတ်တရားရှိတဲ့កောင်ဆိုရင်တော့မတော်လို့ငါတို့အချိန်နေကောင်းတာမဟုတ်တော့ဘူးနော်တိုင်ရင်နေနေတခုတခုဖန်းခံထိနေပြီမတော်လို့ဟိုဘက်ကဖန်းခံထိရင်ငါတို့ခွေးမျိုးပြုတ်မှာနော်အာဒီဒီကောင်ပောက်ခဲ့တဲ့ခိုင်းရံကွာအရာရှိတော်ပြန်ပြီးဂျုံနဲ့ဂျုံလာထိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကအချမ်းအလူတွေမေတ္တာတွေစေတနာတွေတအားမထားပါနဲ့เนาะတိုက်ပွဲမှာဖြစ်တဲ့ကောင်တွေကိုတုံ့ပန်းအတိုင်းဖမ်းမှာမီဒီယာတွေကိုတင်မှုမစိုးပါနဲ့ နော်အဲဘယ်နေရာမှာတိုက်ပွဲသတင်းထုတ်ပြန်ချက်ခွေးဘဏ္ဍာကောင်ရရတယ်ဆိုတဲ့ဟာလေးတင်ဖို့မစောပါနဲ့နော်အဲ့ဒါကိုအဓိကစစ်ဆေးပြီးတယ်ဘာမှအကျိုးမရှိတဲ့ကောင်ကြီးရှင်းတော့ပြလိုက်တာအကောင်းဆုံးပဲဘာလို့မြေကြီးလေးတယ်ဗျာကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်စနစ်တော်တိအသက်ဆိုးရှင်းနေတာအဲ့လိုအောက်တန်းသားတွေနော်အဲ့လိုကောင်မျိုးတွေရှိနေလို့အာနာရှင်တွေကလှုပ်ရှားခွင့်ရနေတာသူတို့ကောင်မျိုးတွေမရှိဘူးဆိုရင်အဲ့ဒီအာနာရှင်ကတယောက်တည်းရက်တီလို့ရတာမဟုတ်အဲ့တော့မှတ်ထားအာနာရှင်ဆိုတော့တယောက်တည်းရက်တီတာမဟုတ်ဘူးတယောက်တည်းရက်တီတဲ့အာနာရှင်မရှိဘူး အဲ့ဒီအာနာရှင်ရက်တည်ဖို့ရဖို့အတွက်အောက်ကထောက်ပေးထားတဲ့ထောက်တိုင်တွေရှိလို့ဒါကြောင့်မလို့တိုင်းပြည်တစ်ခုမှာအာနာရှင်ပေါ်တယ်ဆိုတာကအဲ့ဒီအာနာရှင်တဲ့ရုံမာတဲ့အောက်တန်းစားကျွန်မျိုးတွေရှိနေလို့ ကဲဒါတော့ကိုစီသုံးသက်ချက်ဗီဒီယိုဖြစ်ပါရဲ့နော်အဲ့တော့ကိုစီဟိုကိုစီပြောရှင်တဲ့သဘောကတော့စောစောစစီလက်နဲ့ချအညံ့ခံမယ်လင်းဝင်မယ်ဆိုတော့ဒါကိစ္စမရှိဘူးနော်ဒါပေမဲ့စစ်တိုက်ပြီးမှပဲနော်တကယ်ရှုံးသွားပြီးမှအုံမန်းဖြစ်ဖမ်းတဲ့လူတွေကိုပြန်ပြီးမှလွတ်တဲ့ဟာမျိုးတွေပေါ့နော်လုံးဝအဆင်မပြေဘူးနော်အဲ့ဒါတော့အဲ့လိုမျိုးတွေကတော့စတတီရောက်ရေးရအောင်ဖြစ်ပါရဲ့နော်သူလက်နဲ့ချခြင်းလို့လက်နဲ့ချလည်းမဟုတ်ဘူးစစ်ပွဲထဲမှာလုံးဝသူတို့မနိုင်တော့လို့လက်နဲ့ချတာလေနော်လက်နဲ့ချတာမဟုတ်ပါဘူးနော်စစ်ပွဲထဲမှာမနိုင်တော့လို့ဖမ်းမိတာလေနော်အဲ့လိုမျိုးလူတွေကြတော့ဒီကောင်းကောင်းပေါ့နော်စစ်စစ်မြဲမြဲပြီးတော့ရေးယူတင်နေဆိုတာတော့ဒါတေချာပဲဖြစ်ပါရဲ့နော် အဲကျွန်တော်တို့ပြည်သူဒီကောင်ရေးတပ်ဖွဲ့တွေဆိုတာအဲ့လိုအဖမ်းခံရရင်တော့ဘယ်အဲ့လိုမျိုးကောင်းကောင်းမပဲပြန်လွတ်ပါမလဲเนาะ ရေးရဆက်ဆက်တို့လုတ်ရုံပါပြီးတော့တက်ခါမသိကြရလေနော်အဲ့တော့ဘာဖြစ်ပြောဒါလေးတွေကခုချိန်မှာဆိုတကယ်စင်ကျင်တင်တာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ပြောတစ်ဖက်ချမ်းကလည်းအမြန်ဆုံးအလင်းဝင်ပြီးမှပေါ့နော်လက်နဲ့ချမယ်ဆိုလည်းအမြန်မြန်လက်နဲ့ချတာအကောင်းဆုံးဖြစ်ပါတယ်နော်စစ်တုံမှဖြစ်ရင်တော့နောက်ပိုင်းကျရင်နော်ဒီလိုဖမ်းမိဆိုတဲ့ကောင်းစင်တွေကတိတ်ရှိမှမဟုတ်တော့ဘူးဆိုတော့ပြောပြရင်လည်းကျွန်တော်ဒီလိုဆုံးသက်လိုက်ပါနော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမှခြင်းနဲ့ပြည့်စုံပြီးတော့လောက်သမ ्या ဆောင်သမ ्या အရာအားလုံးအောင်မြင်ကြပါစေတွားလိုက်ရမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ